မင်္ဂလာပါဒီနေ့ကျမတို့ကျမ်းစာလေးကစိတ်ဝင်စားစရာပိုင်းတစ်ခုကိုအတူတူကြည့်ကြရအောင်နော်အဲ့ဒါကတော့ဓမ္မတကျမ်းလေးကရှင်ပေထရုရေးခဲ့တဲ့ဒုတိယဩဝါဒစာအခန်းကြီး၃ပါပဲဒီဆွေးနွေးမှုအထအချက်လက်တွေကိုတော့ the wise believers ကနေပြုစုထားတဲ့မဆုစီကိုအခြေခံထားပါတယ်ရှင်ဆိုတော့ဒီအခန်းကြီးမှာအထူးကကသခင်ဘုရားပြန်ကြွလာမယ့်အကြောင်းတရားစီရင်မယ့်အကြောင်းတွေဆိုတာနေနော်ပြီးကအဲ့ဒါတွေကိုမျော်လင့်ဆန်းစားရင်းနဲ့ ယုံကြည်သူတွေကတော့ဘယ်လိုအသက်ရှင်ကြမလဲဆိုတာမျိုးကိုလက်ညွန်ထားတာပေါ့ရှင်ပေထရုခစ်3ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတန်တရားတွေမေခွန်းထုတ်တာတွေရှိခဲ့တယ်ဆိုတာကိုသူဘယ်လိုဖြေရှင်းလဲကြည့်ကြမယ်လေကဲစားလိုက်ကြအောင်အခန်းကြီး3အစပိုင်းမှာရှင်ပေထရုကဘာကြောင့်ဒီစာကိုထည့်ရေးရတယ်လဲဆိုတာနည်းနည်းပြောထားတယ်နော်မင်္ဂလာပါဒီနေ့ကျမတို့ကျန်းစာတွေကစိတ်ဝင်စားစရာပိုင်းတစ်ခုပို့အထူးထူးကြည့်ကြရအောင်နော်အဲ့ဒါကတော့ ဓမ္မတိချန်တဲကရှင်ပေထရုရေးခဲ့တဲ့ဒုတိယဩဝါဒစာအခန်းကြီး၃ပါပဲဒီဆွေးနွေးမှုအတွက်ချက်လက်တွေကိုတော့ The wise believers ကနေပြုစုထားတဲ့မတ်စုတွေကိုအခြေခံထားပါတယ်ရှင်ဆိုတော့ဒီခန်းကြီးမှာအဓိကကသခင်ဘုရားပြန်ကြွလာမယ့်အကြောင်းတရားစီရင်မယ့်အကြောင်းတွေရှိမယ်နော်ပြီးတော့အဲ့ဒါတွေကိုမျောလင့်ဆွန်ဆိုင်နေတဲ့ယုံကြည်သူတွေကကောဘယ်လိုအသက်ရှင်ကြမလဲဆိုတာမျိုးကိုလက်ညွန်ထားတာပေါ့ရှင်ပေထရုခေတ္တကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတန်တရားတွေမေခွန်ထုတ်တာတွေရှိခဲ့တယ်ဆိုတာကိုသူဘလို့ဖြေရှင်းလဲကြည့်ကြမယ်လေ။ကဲစားလိုက်ကြအောင်။အခန်းကြီး၃အစပိုင်းမှာရှင်ဖြစ်ချူကဘာကြောင့်ဒီစာကိုထပ်ရေးရတယ်လဲဆိုတာနည်းနည်းပြောထားတယ်နော်။ဟုတ်ကဲ့။သူကအရင်ရေးခဲ့တဲ့ပထမစာရောအခုဒီဒုတိယစာရောရေးရတဲ့ရည်ရွယ်ချက်ကိုအရင်ပြောရတယ်။အဓိကကတော့ယုံကြည်သူတွေရဲ့စိတ်တွေကိုနိုးစော်ဖို့ တတိပေးဖို့ပေါ့အထူးသဖြင့်ရှေးပရော့ဖက်တာတွေကြိုဖြိုးခဲ့တဲ့စကားတွေပြီးတော့တမန်တော်တွေကနေတဆင့်တခင်ဖျားကိုယ်တိုင်ပေးခဲ့တဲ့ပြည့်ရတော်တွေကိုပြန်တတိယစေခြင်းလားဒါကဟိုအခြေခံကိုပြန်ပြီးတော့ခိုင်မာအောင်လုပ်တဲ့သဘောမျိုးပါပဲအေးဟုတ်ကဲ့အဲ့ဒီအခြေခံတွေကိုတတိပေးပြီးတာနဲ့သူကတတိပေးချက်တစ်ခုတန်းပြောတာပဲနောက်ဆုံးကလာကြရင်လောင်ပြောင်မဲ့သူတွေပေါ်လာမယ်တဲ့သူတို့ကကိုယ့်ရဲ့တတ်မှတ်စိတ်တော့ပဲလိုက်ပြီးတော့ဟိုဖျားရဲ့ဂတိတော်ကို တန်တရားဝင်ကြမယ်ပေါ့ဟုတ်ပါတယ်အဲ့ဒီလောင်ပြောင်သူတွေလည်းအဓိကမေးခွန်းကလည်းတော်တော်လေးတိုင်းရိုက်ဆန်တယ်သူတို့ကဖျားပြန်လာမယ်ဆိုတာပြန်มาလဲဗျာအရင်ကတည်းကပြောနေတာငါတို့အဘိုးဘီတီတော်တိတ်ကုန်ပြီကဘာကြီးကလည်းစောက်ဖြစ်ကြတယ်ကအရင်အတိုင်းပဲဒါမှလည်းထူးထူးခြားခြားဖြစ်မလာပါဘူးဆိုတဲ့သဘောမျိုးနဲ့မေးကြတာပေါ့ ဒါတော်တော်လေးစိန်ခေါ်တယ်မေခွန်းပဲဟုတ်တယ်နော်ဒီအရာရာဟာအရင်အတိုင်းပဲဘာမှမပြောင်းဘူးဆိုတဲ့အတွေ့ကဒီနှစ်ခေတ်အထိလည်းရှိနေတော့ပဲလူတွေကသမိုင်းကိုကြည့်တဘာဝဖြစ်စဉ်တွေကိုကြည့်ပြီးအော်ဒါတွေကသူ့အလွတ်လွတ်ဖြစ်နေလားဖျားကြဝင်ဆွတ်ဖက်တာမဟုတ်ပါဘူးလို့ထင်တတ်ကြတယ်အတိအကျပဲဗျာအဲ့ဒီအတွေ့ခေါ်ကိုပညာရက်ဆန်ဆန်ပြောရင်တော့ uniformitarianism ပေါ့ ဆိုလိုတာကအရာအလုံးဟာဖျားရဲ့တန်ကိုဖျားရဲ့ကြားဝင်လွတ်ဆောင်မှုမပါဘဲနဲ့တဘာဝစီမင်းဒီအတိုင်းပဲအမြဲတမ်းတပုံစံနဲ့ဖြစ်နေတယ်လို့ယူဆတာဒါကတွေဝိုက်ပြီးတော့ဖျားရဲ့တရားစီရင်မှုတွေအံ့ခွေမှုတွေကိုညှစ်လိုက်တာပဲရှင်ပေဒရုကအဲ့ဒီယူဆကိုခြေဖို့ကြိုးစားတာပါဟုတ်ကဲ့ဒါဆိုသူကဒီဘာမှမပြောင်းဘူးဆိုတဲ့မြင်ကိုဘလို့ခြေပတ်တယ်လေသမိုင်းကိုပြန်ကိုကားတယ်လို့ဆိုထားတယ်နော် အခန်းငယ်9ခန်းနေခုနှစ်မှာโอเค သူကအရင်အားကောင်းတဲ့အချက်ကိုထောက်ပြတယ်။သူကပြောတယ်ဒီလောင်းပြောင်းတဲ့တူတွေတမင်မေ့ထားတဲ့အချက်ရှိသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ဖျားတခင်ကအစအုံမှာနှုတ်ကပတ်တော်နဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းခဲ့တယ်။မြေကြီးကိုရေထဲကနေရေအားဖြင့်တည်စေခဲ့တယ်ဆိုတဲ့အချက်ပဲ။ဖန်ဆင်းခြင်းကိုယ်တိုင်ကဖျားရဲ့ကြားဝင်လှုပ်ဆောင်မှုကြီးပဲလေ။အာဟုတ်ကဲ့ဖန်ဆင်းခြင်းကြောင့်ပြောရုံပဲလား။မဟုတ်နောက်တစ်ခုထပ်ပြောလိုက်တယ်။ ဲ့ဒီနှုတ်ကပတ်တော်အားဖြင့်လည်းအရင်ကကဘာကိုရေလွှမ်းမိုးပြီးဖြစ်စည်းခဲ့တယ်ဆိုတာကိုပါထောက်ပြတယ်။ဒါအရင်အရေးကြီးတယ်။ဆိုလိုတာကဖះဟာအတိတ်မှာတကယ်ပဲဝင်ပြီးဆက်ဖက်ခဲ့တယ်တရားစီရင်ခဲ့တယ်ဆိုတဲ့တတ်တယ်ပဲ။ရေလွှမ်းမိုးတာကတဘာဝဘေးအန္တရာယ်တတ်မို့ဖះရဲ့တရားစီရင်မှုဖြစ်တယ်လို့သူကဆိုလိုတာ။ဒါအရာရာအရင်တိုင်းပဲဆိုတဲ့အယူကိုတိုက်ရိုက်ချို့ဖြတ်လိုက်တာကော။အတိတ်ကတတ်တယ်ပြပြီးတော့အနာဂတ်ဘက်ကိုဆက်သွားတယ်နော်။ အခုရှိနေတဲ့ကောင်းကင်ရဲ့မြေကြီးကိုကြတော့ရောဘာလုံးမယ်ဆိုပြီးပြောလေဟုတ်တယ်အဲ့ဒီအတိတ်ကရင်နဲ့စီရင်တာနဲ့ချိတ်ဆက်ပြီးတော့ပြောတာအခုလက်ရှိကောင်းကင်ရဲ့မြေကြီးကိုကြတော့နောက်ဆုံးတရားစီရင်မဲ့နေ့ဖျားတရားမဲ့တဲ့သူတွေကိုဖျက်ဆီးမဲ့နေ့အတွေ့အဲ့အဲ့ဒီနေ့အတွေ့မီးနဲ့ဖျက်ဆီးဖို့တိမ့်ထားတယ်ထိမ့်သိမ့်ထားတယ်လို့ဆိုတယ်အတိတ်ကရင်နဲ့စီရင်တယ်လို့အနာဂတ်မှာမီးနဲ့စီရင်အောင်မယ်ဆိုတဲ့သဘောပဲဒီတော့ ဖျားရဲ့တရားစီရင်ခြင်းကအတိတ်မှာရောအနာဂတ်မှာပါတကယ်ရှိတယ်ဖြစ်မယ်ဆိုတာကိုရှင်ပေတရုကအခိုင်အမာပြောနေတာပါ။ကောင်းပြီ။ဒါဆိုရင်ဘာမှမပြောဘူးဆိုတာကိုတော့ခြေပြီးတောင်းပြီ။ဒါပေမဲ့နောက်ထပ်သူတို့ဆွဲစရာတခုရှိသေးတယ်လေ။ကတိတော်ရှိတယ်ဆိုရင်ဘာလို့ချက်ချင်းမလာသေးတာလဲ။ဘာလို့ဒီလောက်ကြာနေတာလဲဆိုရင်မေးခွန်းပေါ့။အဲ့ဒါကိုအခန်းငယ်၈ကစားပြီးဖြေရှင်းနေထင်တယ်။ဟုတ်ပါတယ်။ဒီနေရာမှာယန်းနေနေတဲ့အချက်ကိုရှင်ပေတရုရှင်းပြတယ်။ ူကဖျားသခင်ရဲ့အချိန်နဲ့ပတ်သက်တဲ့အမိန်ကိုမိတ်ဆက်တယ်။ချစ်သူတို့သာဝရဖျားရှိမှတရက်ကအနှစ်တထောင်နဲ့တူတယ်။အနှစ်တထောင်ကလည်းတရက်နဲ့တူတယ်ဆိုတော့ဒီစကားတကွန်းကိုမမေ့ကြနဲ့ဆိုပြီးတရီပေးတယ်။အင်းဒီအချက်ကဖျားသခင်ကအချိန်ကိုကျမတို့လုံးမဟုတ်ပဲအပင်ဘက်ကနေမြင်နေလို့ဆိုလိုတာလား။ဒါမှမဟုတ်တရက်ကိုအနှစ်တထောင်နဲ့တွဲရမှာလား။ အဲ့ဒါကစာတန်အတိုင်းတွက်ချက်ဖို့တော့မဟုတ်ဘူးပေါ့သဘောတရားကိုနားလည်စေချင်တာဖျားသခင်ကအချင်းရဲ့အကန့်အသတ်တွေကိုကြော်လွန်ပြီးရှိနေတယ်လူရဲ့အချင်းအတိုင်းအတာနဲ့ဖျားရဲ့အလို့လို့ပုံကိုတိုင်းလို့မရဘူးဆိုတဲ့သဘောပါဒါမဲ့လေဒီတဲ့ပေါ်အရေးကြီးတဲ့အကြောင်းရင်းကိုအခန့်ငယ်ကိုမှဆက်ပြောတယ်ကြာနေတဲ့လူလူတွေထင်နေတဲ့အကြောင်းရင်းအမှန်ကဖျားကကတိမတီလို့မဟုတ်ဘူးမလုံနိုင်လို့လည်းမဟုတ်ဘူးအော်ဟုတ်ကဲ့ ဒါဆိုတကယ့်အကြောင်းရင်းကဘာတဲ့လေတကယ့်အကြောင်းရင်းကဖရာသခင်ရဲ့စိတ်ရှည်တော်မူခြင်းကြောင့်ပဲဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းပြောတာတယ် long suffering ပေါ့ကိုတော်ကလူတိုင်းကိုနောင်တရဖို့အခွင့်ရပေးနေတာဘဒုတယောက်မှပျက်စီးဆုံးရှုံးထွားတာကိုအလို့တော်မရှိလို့စောင့်နေတာဖြစ်တယ်လို့ဆိုတယ်ဒါကဖရာရဲ့ကရုဏာနဲ့မေတ္တာကို ပြတာပဲကြားနေတာမဟုတ်ဘူးစောင့်နေတာ ါဒါကရှုထောင်ပြောင်းပြီးကြည့်ရမှာပဲကြင်ကြရတယ်ထင်မင့်အစားကရုဏာပြဖို့အချိန်ပေးထားတယ်လို့မြင်ရမှာပေါ့ဒါပေမဲ့အဲ့ဒီစိတ်ရှည်တဲ့အချိန်ကလည်းကုံဆုံးသွားမှာပဲဆိုတဲ့သဘောတက်ရောက်တယ်နော်အခန်းငယ်ဆက်မှာသခင်ဖျားရဲ့နေ့အကြောင်းပြောပြီးဟုတ်ကဲ့အဲ့ဒီနေ့ရောက်လာတဲ့အခါကျတဲ့ဘလူရောက်လာမယ်ဆိုတာကိုတတိပေးထားတယ်အင်မတန်မှကြိုတင်အချက်ပြမှုတွေနဲ့မဟုတ်ပဲနဲ့ညမှာသခိုးဝင်လာတယ်လို့မျိုးယောက်တည်းရဲ့ထင်မှတ်မထားတဲ့အချိန်မှာရောက်ချလာလိမ့်မယ်ဆိုတာပဲ ဒါကပင်စင်ထားဖို့ဘလောက်အရေးကြီးလဲဆိုတာကိုပြနေတာသူခိုးလို့ရောက်လာမယ်ဆိုတာကတော့နည်းနည်းကြောက်စရာပဲအဲ့ဒီနေ့မှထွန်းမဲ့အရာဒီလာလဲတော်တော်လေးပုံဖော်ထားတာပြင်းထန်တယ်နော်ကောင်းကင်ဒီပျောက်သွားမယ်လောကယတုဒီအရေးပြောကြမယ်ကဘာကြီးမီးလောင်မယ်ဆိုတာတွေကတော်တော်ကြမ်းတမ်းတဲ့ပုံရိပ်တွေပဲတကုတ်ဘလို့နားလဲရမလဲဟင်းဒီဖော်ပြချက်တွေကတကယ်ကိုပြင်းထန်ပါတယ်ဒါက အဆုံးသတ်တရားစီရင်ခြင်းနဲ့ဒီလက်ရှိ လောကစနစ်ရဲ့အဆုံးသတ်ခြင်းကဘလောက်ကြီးမားလဲလေးနဲ့လဲဆိုတာကို ပြတာပါဒါကိုစာသားအတိုင်းတလုံးချင်းစီဖြစ်မယ်လို့ယူဆသည်ဖြစ်စေဒါမှမဟုတ်လောကကြီးတစ်ခုလုံးအကြီးကျယ်ပြောင်းလဲတန့်စင်းသွားမယ်ဆိုတဲ့ပုံဆောင်ချက်လို့ယူဆသည်ဖြစ်စေအထူးကတရင်စကားကတော့ရှင်းတယ်အခုကျွန်တော်တို့မြင်နေထိတွေ့နေရတဲ့အရာအလုံးဟာယာကြီးပဲပျက်စီးခြင်းပဲကိုတွားနေတယ် ဒါကလောင်ပြောင်သူတွေကိုခြေပြယုံတယ်မဟုတ်ဘူး။ယုံကြည်သူတွေကိုလည်းဒီအမှန်တရားကိုအလဲထားပြီးအသက်ရှင်ဖို့နှုတ်ဆောင်နေတာပါ။ဟုတ်ပြီ။ဒီတော့အဓိကမဲခွန်းကြီးတစ်ခုပေါ်လာပြီ။ဒီလိုအရာအားလုံးပျက်စီးမဲအကြီးကျယ်ပြောင်းလဲသွားမယ်ဆိုတာတီးထားတဲ့သူတွေကလက်ရှိဘဝမှာဘလို့နေတင်လဲ။ဒီမဲခွန်းကိုရှင်ပေတီရုကခန်းငယ်၁၁ကနေစပြီးဖြေပေးထားတယ်နော်။ဟုတ်ပါရဲ့။သူကအရင်ဆုံးစဉ်းစားခိုင်းတယ် ီရာအလုံးဒီလိုပျက်စီးမှသေးကြရင် ခမရတို့နိုင်မဲ့လူမျိုးဖြစ်တဲ့လေစဉ်းစားချဆိုပြီးကိုကိုကိုပြန်မေးခိုင်းတယ်ပြီးတော့မှဖြေကိုသူဆက်ပေးတယ်အဲ့ဒီအဖြေကတန်ရှင်းသောအကျင့်အမှုနဲ့ဖျားဝဲမှာမွေ့ရတဲ့အသက်တာဆိုတာလားဒါကနန်းနေလို့စာဆန်တယ်လို့ပဲလက်တွေ့မှာဘလို့မျိုးလဲဟင်းဒါကဟုတ်စီကန်လိုက်နိုင်ုံတတ်တတ်တော့မဟုတ်ဘူးတန်ရှင်းတဲ့အကျင့်အမှုဆိုတာကိုချင်းတရားပိုင်းမှာဆင်ကြတာမင်္ဂန္တာကိုအလေးထားတာပေါ့ဖျားဝဲမှာမွေ့လျော်ခြင်း godliness ဆိုရကြတော့ဖះကိုကြောက်ရွံ့ရိုးတက်ပြီးကိုရောရဲ့စိတ်တဘောအတိုင်းအသက်ရှင်ဖို့အားထုတ်တာကိုဆိုလိုတယ်။ပေါင်းလိုက်ရင်ဒီပျက်စီးသွားမဲ့လောကကိုပဲအာယုံဆိုင်မနေနဲ့ထာဝရတည်မြဲမဲ့ဖះရဲ့ဆန်နှုန်းတွေအတိုင်းကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အပြုမူကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုပုံထွင်းပြီးရှင်းတမ်းမှလို့တိုက်ထွန်းတာ။ဒါကလောကရဲ့ယာယီဖြစ်မှုနဲ့အနာဂတ်မျောလင်းချက်ကိုတိမြင်ရကနေထွက်ပေါ်လာတဲ့လက်တွေ့ကြတဲ့တွန်ပြန်မှုအဖြစ်တင်တယ်လို့သူဆိုလိုတာပါ။ ဒီလိုအသက်ရှင်ရင်းနဲ့ပါကိုမျောလင့်ရမယ်လဲဆိုတာလည်းပြောသေးတယ်နော်အဲ့ဒါကယုံကြည်သူရဲ့အတွက်အထူးကတွန်းအားဖြစ်တင်တယ်လို့ဆိုတယ်အခန်းငယ်7မှာငါတို့ကတော့ဖြောင့်မတ်ခြင်းတရားတည်ရှိမဲ့ကောင်းကင်တင်မြေကြီးသစ်ကိုဖခင်ရဲ့ကတိတော်အတိုင်းမျောလင့်ဆောင်နေကြတယ်လို့ဆိုတယ်ဒီလက်ရှိကောင်းကင်နဲ့မြေကြီးပြည့်စည်သွားပြီးရင်ဖျားဖန်ဆင်းမဲ့အသစ်တော်ဖန်ဆင်းခြင်းပေါ့ အဖြစ်တွေမတရားမှုတွေလုံးဝမရှိတော့ဘဲဖြောက်မှတ်ခြင်းတရားပဲအောက်ဆိုးမဲ့နေရာအဲ့ဒီမျောလင်းချက်ကကျွန်တော်တို့ရဲ့အဓိကမျောလင်းချက်ဖြစ်နေတယ်။ဒါကလက်ရှိအသက်တာကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းဖို့ခွန်အားပေးတယ်လေ။အဲ့ဒီမျောလင်းချက်ကြောင့်လက်တွေ့မှာဘယ်လိုကြိုးစားရမလဲဆိုတာကိုလည်းအခန်းငယ်၁၄မှာထပ်ပြောထားပြန်ရော။ဟုတ်ပါတယ်။အဲ့ဒီမျောလင်းချက်ရှိလို့ ကိုတို့ပြန်လာတဲ့အခါမှာကိုတို့ရှေ့မှာအဖြစ်အဆုံးအထင်းမရှိအဖြစ်တင်စရာကင်းလွတ်ပြီးတော့ညီသက်ချင်းနဲ့ရှိနေတာကိုကိုတို့တွေ့နိုင်ဖို့ကြိုးစားကြပါတဲ့ဒါကဒီတိုင်းထိုင်ဆောင်နေတာမဟုတ်ဘူးတက်တက်ကြွကြွပြင်ဆင်နေတာနောက်တစ်ခုက သခင်ပြားစိတ်ရွှေနေတာကို အချိန်ဆွဲတယ်လို့မမြင်ပဲဒါဟာလူတွေကယ်တင်ချင်းရဖို့အခွင့်ရေးပဲလို့အကောင်းမြင်စိတ်နဲ့ကြည့်ဖို့လဲတိုက်တွန်းထားတယ် ပြီးတော့ကျင်းစာနားလည်မှုနဲ့ပတ်သက်ပြီးတတိပေးချက်တစ်ခုလည်းပါတယ်ဒါလေးအခုခေတ်နဲ့တော်တော်လေးဆိုင်တယ်လို့ပဲနော်တကယ်ကိုဆိုင်ပါတယ်သူကတတိပေးတယ်ကျင်းစာထဲမှာနားလေရာခတ်တဲ့အချက်တချို့ရှိတယ်တဲ့အဲ့ဒီအချက်တွေကိုညံမရှိတဲ့တူမတိကြည့်တဲ့တူတွေကကိုကိုကိုပျက်စီးဘူးယောသူများတွေကိုလမ်းလွဲစေဖို့ပါလိုရာဆွဲပြီးမှားမှန်ယွန်းယွန်းလက်ဖျားကြတယ်ဆိုတာပဲသူကအထူးသဖြင့်တမန်တော်ကြီးပေါ်လူရဲ့စာရည်တွေကအချက်တချို့ကိုရည်ညွှန်းပုံရတယ် ဒါကြောင့်မှန်တဲ့တွင်တင်ချက်တွေကိုတိထားဖို့စန်းစာကိုမှန်မှန်ကန်ကန်လေ့လာဖို့အရေးကြီးတယ်ဆိုတာကို အလေးပေးထားတာကောင်းပါပြီအခန်းကြီးအဆုံးသနားမှာတော့အားလုံးကိုခြုံပြီးအဓိကအားပေးမှချချက်တဘာဖြစ်မလဲရှင် Savior Jesus Christ ပေါ့ဒါကမားတဲ့တွင်တင်မှုတွေလောကရဲ့ဖီးယားတဲ့ကြားမှာခိုင်ခိုင်မာမာယက်တီဖို့ယုံကြည်ခြင်းမှာယဉ်ကျက်လာဖို့ အကောင်းဆုံးညီလာမယ်လို့သူကဆိုလိုတာပါဟုတ်ကဲ့တော်တော်လေးပြည့်စုံသွားတယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီရှင်ပီထရူဒုတိယဆောင်အခန်းကြီး၃ထဲကနေ The Wise Believers ကထောက်ပြထားတဲ့လက်တွေ့ကျင့်သုံးဖို့စင်ချင်းခံယူဖို့အချက်တွေကိုပြန်ပြီးတော့ဆွစည်းကြည့်ကြရအောင်ကောင်းပါတယ်အချက်တစ်ခုချင်းစီကိုအကျဉ်းချုပ်လေးပြန်ကြည့်ရင်းနဲ့နည်းနည်းထပ်ဆွေးနွေးကြည့်ကြတာပါပထမအချက်ကဖျားသခင်ရဲ့အချိန်နဲ့ကျွလို့ရဲ့အချိန်အခန်းငယ်၈ခုကိုမှတ်မှန်ကန်ကန်နားလည်ဖို့ လောင်ပြောင်သူတွေကကြလေပြောပေမဲ့ဖျားရဲ့အချိန်မင်းကကွာတယ်အဓိကကကြန့်ကြာတာဘို့ဘူးစိတ်ရှည်တာနောင်တရဖို့အခွင့်ရေးပေးနေတာဒီအမြင်ကကျွန်တော်တို့ရဲ့စိတ်မရှည်မှုတန်တရားတွေကိုကူစားပေးနိုင်တယ် ဟုတ်ကဲ့ဒုတိယအချက်ကကျတော့တည်နေတဲ့အရာကိုမျော်လင့်ပါအခန့်ငယ်စေသူစစ်ဒါလည်းတော်တော်အရေးကြီးတယ်နော်ဒီလောကနဲ့အရာအလုံးကယာယီပဲပျက်ရှင်းမှာဆိုတော့ကျမတို့မျော်လင့်ချက်ကျမတို့ရဲ့အရင်အနည်းကဒီအရာတွေပေါ်မှာမဟုတ်ပဲဖျားကရီပေးဖားတဲ့ဖြောင်းမချင်းစိုးဆန်ညာကောင်းရင်တည်းမြေကြီးတည်းပေါ်မှာထစ်တဲ့နဲ့ဒီမျော်လင့်ချက်ကနေ့စဉ်ဘဝမှာဘာကိုဦးစားပေးမလဲဘလို့အသက်ရှင်မလဲဆိုတာကိုလမ်းညွှန်ပေးတယ်ပေါ့ဟုတ်ပါတယ်တတိယချက်က တခင်ဖျားရဲ့နေသူ့ရဲ့ပြင်ဆင်ပါအခန့်ငယ်ဆက်တယ်ဆလဲသူကိုလိုယုတိရဲ့လာမယ်ဆိုတော့အမြဲအရှိနေရမယ်အဲ့ဒီပြင်ဆင်ခြင်းဆိုတာပါလေတန်ရှင်ရဲ့အခြင်းဖျားရရချီညွတ်မှုကိုတော့ရှေ့မှာအပြစ်ခင်းစင်ပြီးညင်တက်ချင်းနဲ့တွေးဖို့ကြိုးစားခြင်းပဲဒါကနေ့စဉ်အသက်တာမှာတကြွစွာလှူဆောင်ရမယ်အပိုင်ပါဟုတ်ကဲ့စတုထအချက်ကနှုတ်ကပတ်တော်၌တို့ပါပါအခန်းငယ်၁၆၁၈ မှားတဲ့တွင်တင်ချက်တည်းလမ်းလွဲစီရဲ့အတွေးခေါ်တွေရှိနေတော့အမှန်တရားဖြစ်တဲ့ဖရားရဲ့နှုတ်ကပတ်တော်ကိုကောင်းကောင်းသူ့ပေါ်နားလည်ဖို့လိုတယ်။ဒါမှလေထရားတာတွေကိုကာကွယ်နိုင်မယ်။အဲ့ဒါကြောင့်သခင်ယေရှုရဲ့ဂျေဇုတော်နဲ့ကိုတော်ကိုတီးကျွမ်းခြင်းမှအဆက်မပြတ်တိုးပွားနေဖို့လိုအပ်တယ်။ကျမ်းစာကိုကိုယ်တိုင်လေ့လာဆင်ခြင်ဖို့အရေးကြီးတယ်ပေါ့နော်။ဟုတ်ပါတယ်။နောက်ဆုံးပြင်ချက်မှအချက်ကတော့တမန်တော်ရဲ့တွင်တင်ချက်ကိုဆွဲမြဲစွာလိုက်နာပါအခန်းငယ်နဲ့။ဒါကရှင်ပိတရုက စာရဲ့အစမှာတော့အဆုံးနာမှာပါအလီပေးတဲ့အချက်ပဲတမန်တော်တွေကနေလက်ဆင့်ခံလာတဲ့သခင်ပြားရဲ့စကားတော့ပြင်းကျက်တော်တွေကယုံကြည်ခြင်းရဲ့ခိုင်းမာတဲ့အခြေခံပဲဒီအခြေခံပေါ်မှာရမတာလောင်ပြောင်မှုတွေမာရွေ့နဲ့တုန်တင်မှုတွေကိုကြံ့ကြံ့ခံနိုင်မှာဖြစ်ပါတယ်အားလုံးကိုကြံချုပ်ရရင်တော့ရှင်ပေတရုဒုတိယဆောင် အခန်းကြီး၃ကပေးတဲ့အဓိကသတင်းစကားတွေကသခင်ပြားပြန်ကြွက်လာမယ့်ကတိတော်ကတေချာတယ်တန်တရားမဝယ်နဲ့ တရားစီရင်မဲ့နေတကယ်လာမယ်။ဒါပေမဲ့ဘုရားသခင်ကလူတွေနောင်တရဖို့အလွန်စိတ်ရှည်တော်မူတယ်။ဒါကြောင့်ဒီအနာကမျောလင်းချက်ကိုဆွဲကြိုက်ပြီးလက်ရှိဘဝမှာတန်ရှင်ချင်းဘုရားတရားကြည်ညိုခြင်းကအသက်ရှင်နေထိုင်ကြဖို့ခေါ်ဖိတ်နေတယ်ဆိုတာပါပဲ။ဒီချက်လိုက်တွေက The Wise Believers ကပြုစုထားတာဖြစ်ပါတယ်ရှင်။တကယ်ကိုအားရှိစရာစဉ်းစားစရာတွေအများကြီးပေးတဲ့အခန်းကြီးပါ။ နောက်ဆုံးအနေနဲ့နားထောင်နေတဲ့သူတွေအတွက်စပ်ပြီးတွေးတော်ဆင်ခြင်စရာလေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်။ရှင်ပေထရုကတိပေးထားတဲ့ဖျောက်မှချင်းတရားစိုးစံရာ ကောင်းကင်တည်းနဲ့မြေကြီးတည်းဆိုရလေဘယ်လိုပုံစံမျိုးဖြစ်နိုင်မလဲ။ဖျောက်မှချင်းကအဲ့ဒီနေရာမှာဘယ်လိုများအပြည့်အဝအုပ်ဆိုးနေမလဲ။ဒီသာဝရမျိုးလင်းချက်ကိုအလင်းနဲ့ဆင်ခြင်ကြည့်ခြင်းက အခုကျွန်တော်တို့ရဲ့ဒီနေ့ဒီချိန်မှာချမှတ်နေတဲ့ဆုံးဖြတ်ချက်တွေဦးစားပေးမှုတွေဆက်ဆံရေးတွေကိုဘယ်လိုပြောင်းလဲတက်ရောက်မှုရှိစေနိုင်မလဲဒါလေးကိုဆက်ပြီးတွေးတောကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲနေကုန်ချလိုက်ချင်ပါတယ်